တ်မရှိတဲ့ mind တစ်ခုဖြစ်ဖြစ်သွားမှာပေါ့နော်ဒါကျွန်တော်တို့ဒီလိုမျိုးဖြစ်သွားမှာပေါ့အဲ့တော့ဒါကိုပိုအန်ဒီယကင်းအောင်ဆိုရင်တော့ပြန်မတက်ပဲနဲ့တည်တန့်ထားလို့ရတယ်ပေါ့နော်ဒါတမျိုးပေါ့နော်ဒီဟာကကျွန်တော်တို့စစ်ကောင်စီထောင်လေးထောင်ထားရှိတဲ့ပုံစံတွေကတော့ခြေနဲ့တိုက်မိအောင်ထောင်တယ်ရင်ဘက်တွေနဲ့ခါတွေနဲ့တိုက်မိအောင်ဂျိုးကိုထောင်လေးရှိတယ်ပေါ့နော်ဒါတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့14မိုင်းလို့ခေါ်တဲ့ဒီမိုင်းလေးတွေပေါ့နော်14မိုင်းလို့ခေါ်တဲ့ဟာလေးတွေဖြစ်ပါတယ်ဒီကောင်တွေကတော့ ကျွန်တော်လူကိုတည်စေနိုင်လောက်တဲ့အထိမဖြစ်ဘူးခြေထောက်တွေပြက်သွားတယ်ခြေထောက်တွေပြက်ထွက်သွားတဲ့နိုင်တဲ့အထိတော့ဒါဒုက္ခပေးတဲ့မိုင်းတစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီမိုင်းကိုတွေးလို့ရှိရင်လည်းကျွန်တော်တို့ကအပေါ်ကနေမဖိမိဖို့ပဲလိုတယ်သူ့ဘေးကနေကင်လို့ရတယ်သူ့ကိုတွေးတာနဲ့သူ့ဘေးကမြေလေးတွေကိုဖယ်လိုက်ပြီးတော့ဓာတ်ချွန်လေးနဲ့ပေါ့နော်ကျွန်တော်တို့အခုဒီလိုဓာတ်ချွန်လေးနဲ့ကျွန်တော်တို့အောက်ကိုထိုးပြီးတော့မှကလော်ထုတ်လိုက်လို့ရှိရင်ဒါကပွဲပြီးတဲ့ကိစ္စတစ်ခုဖြစ်တယ် မလာပြီလို့ရှိရင်တော့ထုတ်လာပြီလို့ရှိရင်သူကက်ကဖင်မှာရှိတယ်ဗောနော်ဒီဖင်မှာရှိတယ်အခုလောလောဆယ်အန်ဒီကင်းအောင်တော့ကက်မထည့်ထားဘူးကျွန်တော်တို့ဆိုတော့အဲ့ဒီဒီမှာကကြောက်လဲသူမဟုတ်ပလေယာလေးနဲ့ကျွန်တော်တို့လှည့်လိုက်လို့ရတယ်အနောက်ကိုလှည့်ဖြုတ်လိုက်လှည့်လိုက်ပြီလို့ရှိရင်ဒီမှာကက်လေးထွက်လာမယ်ဗောနော်ဒီကက်ကဒီဟာနဲ့ချိုးဟာတွဲရက်လေးဖြစ်မယ်ဗောကျွန်တော်တို့ကဖြုတ်ထားတဲ့အတွက်ကြောင့်မဟုတ်ဗောနော်ဒါကိုဖြုတ်လိုက်ပြီလို့ရှိရင်ဒီအခွန်လေးကိုပဲကျွန်တော်တို့ပြန်ကက်ထားလို့ရှိရင်ဒါကအတက်အတက်မဲ့တဲ့မိုင်းတစ်ခုဖြစ်သွားပြီဗောနော်ဒါကိုတော့ကျွန်တော်တို့ အများသောအားဖြင့်ကျွန်တော်တို့တီလေးရှိတာ14မိုင်လို့ကျွန်တော်တို့ခေါ်တယ်ဗျာဒါစစ်ကောင်စီတုံးနေကြမိုင်လေးတွေဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးနေရာတွေထောင်တက်လဲဆိုတော့အိမ်ဝင်ဝတွေတကားတွေဒါပေါက်ရီဝင်ဝရီခြံစည်းရိုးသူတို့ဖောက်ထားတဲ့ဟိုဖက်ခြံဒီဖက်ခြံကူးတဲ့လူသွားလမ်းလေးတွေမှာထောင်ထားတတ်တယ်။အဲ့တော့ဒါပါအားလည်းကျွန်တော်တို့လူတွေကျွန်တော်တို့ရဲဘော်တွေကိုဒုက္ခပေးနိုင်တဲ့မိုင်းတစ်မျိုးဖြစ်ပါတယ်။ဒီထက်နည်းနည်းပိုကြီးတဲ့မိုင်းကတော့ဒီမိုင်းကြီးမျိုးဖြစ်ပါတယ်။ ်ဝင်လင်းဝင်ခံရရနော်ကျွန်တော်တို့ကတော့အခေါ်ဝေါ်ကိုတေးစေနာမည်တိကျမသိဘူးသို့တော့ဒီမိုင်းတွေတွေ့ရင်လည်းအစွမ်းအဆက်လေးမိုင်းလိုပဲသူ့ဘေးမှာရှိတဲ့ပက်ချာလဲမြေလေးတွေကိုကျွန်တော်မှွားလိုက်မယ်ဖွားလိုက်ပြီးတော့မှဒါချွန်လေးနဲ့ထိုးကလော်လိုက်မယ်ဖြည်းဖြည်းတတလေးထိုးကလော်ရေးပေါ်မကင်လိုက်လို့ရပါကျွန်တော်ကင်လို့ကင်လို့ရတယ်ဒီကနေဒီလိုကင်လို့ရတယ်သူ့အပေါ်ကနေမဖြစ်မချင်းကျွန်တော်တို့ဘာမှဟို NDM ရှိဘူးဗောနော်ဒီလိုမျိုးဖြစ်ပါတယ်ဒီဟာကိုကက်ဖြုတ်တဲ့ဟာကတော့သူ့ရဲ့ဒါနှစ်ခုရှိတယ်ဘေးမှာရိုက်တန်တစ်ခုရှိတယ် ဒီမှာကကက်ရှိတယ်ပေါ့သူကက်ကတော့ဒီလိုမျိုးကက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာကက်ထည့်ထားတယ်ရိုက်တန်တော့မထည့်ထားဘူးကျွန်တော်ဒါကိုဖြုတ်လို့ရှင်လွယ်လွယ်လေးပါပဲအောက်ကနေကျွန်တော်တို့တခြားကိုင်းမယ်ဒီဘေးကိုကျွန်တော်တို့ anti clause wise ကျွန်တော်တို့ဖြုတ်လိုက်မယ်ဖြုတ်ပြီးလို့ရှင်ကက်လေးကိုကျွန်တော်တို့စောင်းချလိုက်မယ်ဒါဆိုကက်ထွက်သွားပြီဒါဆိုလို့ရှင်တော့ကျွန်တော်တို့ anti anti မရှိတော့ဘူးပေါ့နော်ဆိုတော့ဒီလို့ရှင်တော့သူ့အဖုံလေးကျွန်တော်တို့ပြန်ပိတ်ထားလိုက်ပါ ပြီးရင်နောက်တစ်ခုကိုဒီဖက်မှာရိုက်တန်ရှိတယ်အဲ့ဒါကိုရိုက်တန်အောင်လဲကျွန်တော်တို့ဖြုတ်လို့ရပါတယ်ဆိုတော့ရိုက်တန်မှာကတော့ထောင်ထားတဲ့မိုင်းလားအစ်လားဆိုတာဒီလိုမျိုးကွာခြားချက်ရှိပါတယ်ဒါဆိုရင်တော့အစ်ပါသူ့ရဲ့ဒီမှာပင်လေးရှိနေတယ်ပင်မထွက်ရသေးဘူးဒါကတော့မထောင်ထားရသေးတဲ့မိုင်းဖြစ်တယ်ထောင်တော့မယ်ဆိုရင်တော့ဒီပင်ကိုဖြုတ်ပြီးတော့မှထောင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဒီလိုမျိုးဟိုပင်လေးပါရင်တော့ဒါအစ်ပေါ့နော်ဆိုတော့ဒါပါအဲ့တော့သူ့ရဲ့ပင်ပေါ့နော်ပင် ပင်ရိုက်တန်အားဒီမှာရှိပါတယ်ကျွန်တော်တို့ဖြုတ်ထားတဲ့ဟာဆိုဒီလိုမျိုးရိုက်တန်လေးတွေဖြစ်နေ spring ပါတယ်ရိုက်တန်ချွန်ပါတယ်ပေါ့နော်ဒီလိုမျိုးရိုက်တန်လေးတွေဖြစ်တယ်အဲ့ဒါကိုလည်း anti cross wire ပဲကျွန်တော်တို့လှဲ့လှဲ့လိုက်ရပါတယ်တိတိချာတတိရှိရှိနဲ့ဒီစစ်စစ်စိတ်ငြိမ်နဲ့လှဲ့လို့ရတယ်ပြီးရင်သူဒီလိုကန်ထွက်လာမယ်အဲ့မှာသူကျွန်တော်တို့ကြာကိုဖြုတ်လိုက်ပြီးတော့ရိုက်တန်အောင်ထုတ်လိုက်ပါပြီးရင်ပြန်ပိတ်လိုက်ပြီဆိုရင်ဒါကလုံးဝကြိုက်တဲ့လောက်တက်ခုံကျွန်တော်တို့မကွဲတော့ဘူးပေါ့နော်ဒီပေါ်ကြိုက်လောက်ဖြီးလို့ရတယ်မကွဲတော့တဲ့အနေထား ရောက်သွားတဲ့မိုင်းတလုံးဖြစ်ပါတယ်ဒါကတော့သူတို့ထောင်ခွေးတွေထောင်လေးရှိတဲ့မိုင်းတွေထဲကတစ်မျိုးပေါ့နော်ဆိုတော့နောက်ဆုံးတစ်မျိုးပေါ့နော်ကျွန်တော်တို့တွေးလေးတွေးထားရှိတဲ့နောက်ဆုံးတစ်မျိုးကတော့ဒါ16မိုင်းလို့ခေါ်တယ်ပေါ့နော်16မိုင်းလို့ခေါ်တဲ့အခေါ်ပေါ်နဲ့မိုင်းဖြစ်တယ်ဒါကသူက short တိုက်ပြီးတော့မှခွဲလဲခွဲတယ်မဟုတ်ရင် battery နဲ့ battery နဲ့အဲဟိုပါပေါ့နော်ကျွန်တော်တို့လက်ခဲတွေနဲ့တွဲပြီးတော့ကျွန်တော်တို့ခွဲပါတယ်ဆိုတော့သူ့မှာကက်ထဲတဲ့ဟာနှစ်ပေါက်ပါတယ်သူဒါကက်ပါ ဆိုတော့ကက်ထည့်တာဒီမှာထည့်လို့ရတယ်ဒီဖက်မှာလည်းထည့်လို့ရတယ်ဆိုတော့ကက်ထည့်ပြီးသွားရင်တော့ဒါ NDA ရှိသွားတယ်ပေါ့နော်ဆိုတော့ကက်မရှိဘူးဆိုရင်ဒီဘိုင်းကဘာမှ NDA မရှိဘူးပေါ့ဆိုတော့ကျွန်တော်တို့ခွေးတွေထောင်လေးရှိတဲ့ပုံစံအရတော့သူထောင်ထားမယ်သူရန်သူလာနိုင်တဲ့နေရာလို့သူတတ်မှတ်တဲ့ခြင်တဲ့နေရာသူရှိလို့လဲပြီးဒီလိုထောင်ထားမယ်ပြီးရင်သူကက်ဒီကက်ကိုဒီဒီထဲမှာထည့်မယ်အခုတော့ကျွန်တော်ထည့်ကိုမထည့်ပြဘူး NDA ရှိလို့ပါအဲ့တော့သူကက်ကိုထည့်ကိုဒီလိုထည့်လိုက်မယ်ပြီးရင်သူဒီဖုံးလေးနဲ့သူလှည့်လိုက်မယ် ပေါ့နော်ကျွန်တော်ပုံပုံစံအဲ့လိုမျိုးဖြစ်နေမှာပေါ့နော်ဒါကက်ထည့်ထားတဲ့ပုံစံအဲ့ဒီလိုမျိုးဖြစ်နေမှာဆိုတော့ဒီဖက်သူ့ရဲ့ထိတ်ကိုတော့သူက battery နဲ့ join join မ join လို့ရှိရင်တက်ခဲနဲ့သူလောက်ထားမှဖြစ်တယ်တက်ခဲနဲ့ join ဖို့လောက်ထားရမှဖြစ်တယ်ပေါ့အဲ့တော့ဒီဟာကိုဖြုတ်တဲ့ချိန်မှာလဲလွယ်လွယ်လေးပါပဲကျွန်တော်တို့ဒီကက်ဂျိုးကိုကျွန်တော်တို့ရှာရမှာဖြစ်တယ်ဒီကက်ကျိုးကိုတွေးလို့ရှိရင်ကက်ကျိုးဆုံးအထိကိုလိုက်ရှာရမှာဖြစ်တယ်အဲလိုက်ရှာတဲ့နေရာမှာသူက battery နဲ့ join ဖို့လောက်ထားတာလားတက်ခဲနဲ့ join ဖို့လောက်ထားတာလားကိုကျွန်တော်ကြည့်ရမယ် ကြည့်ပြီးလို့ရှိရင်ဓာတ်ခဲနဲ့ join ဖို့လောက်ထားတယ်ဆိုရင်တော့အဲ့ဒီဓာတ်ခဲကိုကျွန်တော်တို့ဖြုတ်ဖြုတ်ထုတ်လို့လည်းရတယ်အဲဘက်ထရီနဲ့ join ဖို့လောက်ထားရင်လည်းအဲ့ဒီဘက်ထရီကိုအရင်ဆုံးဖြုတ်လိုက်လို့လည်းရတယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ဒီကြိုးနဲ့ကြိုးကိုဒီကြိုးချင်းစီကျွန်တော်တို့ဖြတ်လိုက်လို့ရတယ်ဒါတို့မဟုတ်ဖြတ်ဖြတ်လို့ရတဲ့ဟာနဲ့ကျွန်တော်တို့ဒီမှာဒီမှာတတိထားမှာနှစ်ကြိုးတစ်ခါတည်းပူပြီးတော့မဖြတ်မိဖို့ပေါ့နော်ဆိုတော့ဒီကြိုးကိုဖြတ်မယ်ပြီးရင်နောက်တစ်ကြိုးကိုဖြတ်မယ်ဒီလိုဖြတ်ပြီးတော့လို့ရှိရင်တော့ဒီကောင်ဒီလိုပဲလှည့်ပြီးတော့မှ ထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကက်ကိုထုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီနေတဲ့ပိုင်းတစ်ခုဖြစ်သွားပြီပေါ့နော်ကက်ကိုလည်းကျွန်တော်တို့တီးတန့်လေးတက်တက်နေရာမှာတိမ်ပြီးတော့မှထားမယ်ဒီမိုင်းကိုလည်းကျွန်တော်တို့ဒီတက်တဲ့နေရာမှာတိမ်လို့ရှိရင်ဒါအလုံးအတက်မဲ့သွားတဲ့မိုင်းဖြစ်ဖြစ်သွားပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုဒါဒီလိုမိုင်းလေးမျိုးကိုကျွန်တော်တို့တွေးလေးတွေးထားရှိတယ်ဒီမိုင်းတွေကိုဖော်တဲ့အချိန်မှာလည်းစိတ်ညစ်ညိမ်နဲ့ကျွန်တော်တို့ဖော်ဖို့လိုရယ်ပေါ့နော်ဆိုတော့ဒါအားလုံးကိုကျွန်တော်ရဲဘော်တွေ ဒီလိုမိုင်းတွေတွေ့ရင်ဘယ်လိုဖြုတ်မလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့ပြတင်းပေးအတိပေးပြောကြားခြင်းဖြစ်ပါတယ်။ဒါမျှဝေခြင်းပဲဖြစ်ပါတယ်ဗောနော်။